Henry Cavill's ရဲ့ Superman နဲ့ David Cornsweb ရဲ့ Superman ပါကွာလေ။ရှင်းရှင်းပြောရင် Superman အစ်စ်နဲ့အဟောင်းပါကွာတဲ့ပေါ့။ပထမဆုံးအနေနဲ့ Superman က Superman ပဲဖြစ်တဲ့အတွက် power တွေ ability တွေ super strength တွေပြန်တန်းနိုင်တာတွေ heat vision cold breath ဓာရီကတော့အားလုံးတူနေမှာပါ။ or damage ခံနိုင်စွမ်းလည်းတူနေမှာပါ။တကယ်ခွာခြားတဲ့အချက်တွေက Henry Cavill's ရဲ့ Superman ကလူသားတအုပ်ထက် God တပါးနဲ့ပိုတူပါတယ်။ Superman ကအားလုံးသိရတဲ့အတိုင်း new god ဖြစ်လို့ သူကမင်းကလူသားတွေအားကိုးကြင်စရာကိုးကွယ်ကြင်စရာ God ဖြစ်နေတာလက်ခံလို့ရပါတယ်။သူကလူတွေကိုကယ်တာပဲဖြစ်ဖြစ်လူတွေကသူ့ကိုတောင်းတကြတာပဲဖြစ်ဖြစ်အယံကိုမျှော်လင့်တဲ့ကြည်ဖြစ်တဲ့ပုံပေါ်ပါတယ်။လူတွေကိုမျှော်လင့်ချက်ပေးတဲ့သူဖြစ်ပုံပေါ်တာပြီ။ကျွန်တော်တို့ကြည့်ရှုသူတွေကိုယ်တိုင်လည်းစူပါမန်ကအားကိုးကျင်စရာဖြစ်ခဲ့တဲ့တီဟန်နရီကာဗေးစ်ရဲ့စူပါမန်ကတိတ်ကို God ဆံပါတယ် ဒီအခန်းအခန်းကိုရှင်းကြည့်ရင်တော့ Superman ကိုလူသားတွေမျှော်လင့်ကြရခြင်းတူတဲ့ဒီခန်းဒီမှာတော့ Henry Cavill ဆ Superman ကိုလူသားတွေအားကိုးပုံကပိုပြီးလေးလနဲ့ရှိနေတာကြည့်ရှုသူရင်တဲ့ခံစားချက်ကဒီဖြစ်စေတာကိုတွေ့ရပါတယ်ဒေးဗစ်ကော်နာစဝတ်ဂျက်စ်ဝမ်မန်ကတော့လူသားပူဆံပါတယ်။သူကစူပါပါဝါရရှိနေတဲ့တာမန်လူတစ်ယောက်နဲ့တူပါတယ်။ ူကတိုက်ခိုက်တဲ့အခါသူထွက်တက်ပြီးတော့သူကိုယ်တိုင်လည်းလူသားဆန်စွာပဲအမားတွေလုတ်တက်ပါတယ်။လူတွေကလူစူပါပါဝါနဲ့လူလို့ပြောရမှာပါ။နောက်တစ်ချက်ကဟင်နရီကာဗေးစ်ရဲ့စူပါမန်ဝတ်စုံကဒက်ဖြစ်လွန်ပြီးအပြင်းမမှအနီရောင်အတွင်းကမပါပါဘူး။ဒေးဗစ်ကော်နက်စ်ပွဲရဲ့ဝတ်စုံကတော့ bright ဖြစ်ပြီး comet injury ဖြစ်ပါတယ်။အနီရောင်အတွင်းကလည်းအပြင်းပတ်ပါပါ။ဒါက comet ထဲကအတိုင်း comet injury ဖြစ်အောင်လုပ်ထားတာပါ။ comet ထဲကမူရင်းစူပါမန်ဝတ်စုံကိုတွတ်ကြည့်ရအောင်ပါ။မူရင်းဝတ်စုံရဲ့ bright ဖြစ်တဲ့အနီနဲ့ ြာပေါင်းစပ်မှုကိုသဘောကျပါတယ်။ဒက်ဖြစ်တဲ့ဝတ်စုံကသဘောကျခြင်းစရာဖြစ်ပေမဲ့ကောမစ်ထဲကမူရင်းကာလာတုံးကိုတုံးလိုက်တာပိုကောင်းတယ်လို့ပဲမြင်ပါတယ်။ဒါပေမဲ့2025ခုနှစ်ရောက်နေပြီအခုထိအတွင်းငယ်အပြင်ပြန်ထုတ်ထားတော့မဟုတ်သေးပါဘူး။တစ်ခါတလေမှာကောမစ်အဂျရီဖြစ်တဲ့ဆိုတိုင်းလည်းမကောင်းပါဘူး။ဝူဖရင်ကိုကောမစ်အဂျရီဖြစ်အောင်ဖန်တီးမယ်ဆိုရင်ဝူဖရင်ပုပ်ပုပ်လေးဖြစ်နေမှာပါ။ဝူဖရင်ရဲ့ရက်ကကောမစ်ထဲမှာ9ပေ3ပဲရှိပါတယ်။ဒါပေမဲ့မူဗီထဲမှာတော့6ပေ3ရှိခဲ့ပါတယ်။ တကယ် comment accurate ဖြစ်အောင်ဖန်နေမယ်ဆိုရင် Wolverine နဲ့ Deadpool လို့ထွက်လာတဲ့ဒီခန်းက movie တွေကလို့လူတိုင်းကြိုက်လူတိုင်းသဘောကျရတယ်ဒီလိုခမမဲ့ပုံစံဖြစ်နေမှာမဟုတ်ပါဘူးဒီလိုပူကွက်ကွက်နဲ့ဖြစ်နေမှာပါ comment accurate ဖြစ်တိုင်းမကောင်းဘူးဆိုတာကို Marvel ကချပြခြင်းလို့ Deadpool က Universe တိုင်းရဲ့ Wolverine ကိုရှာတဲ့အခန်းမှာ comment တွေကတိုင်းခပ်ပူပူ Wolverine တကောင်ကိုထည့်ပေးထားပါတယ်ဒီမှာဘယ်လောက်ကြည့်ရဆိုမလဲဆိုတာကို Marvel ကပရိသတ်ကိုမြင်စေချင်တာပါဒီတော့ comment accurate ဆိုပြီးတွင်းကံမြေအပြင်ပြန်ထုတ်ဝစ်တာတော့သဘောမကျပါဘူး sub color bright ဖြစ်တာကိုတော့ကြိုက်ပါတယ် ။တတိယအချက်အနေနဲ့ Henry Cavill's Superman က Battle Experience ပုံများပြီး Generals of Doom Days 2လို့ကြမ်းပိတ်ရန်ပြီးဆိုတဲ့ feeling အနေနဲ့တိုက်ခိုက်ရဘူးသလို Justice League တစ်ဖွဲ့လုံးကိုလည်းတယောက်တည်းခံချခဲ့ဘူးပါလေ။ David Connorsworth တိုက်ခိုက်ရတဲ့ feeling တွေကဒီတော့ကြမ်းတဲ့ကောင်တွေမဟုတ်ပေမဲ့ Superman တယောက်တည်းမနိုင်လို့အကူအညီတွေရမှပေါင်းချနိုင်ခဲ့ပါလေ။တကယ်တော့ဒီလိုကြွားချရတာက driver သစ် James Gunn ကြောင့်ပါပဲ James Gunn ကအရင်က Superman ဟောင်းနဲ့စက်ညင်မဲ့ Superman ကိုဖန်တီးခြင်းခဲ့တာပါ ပိုလူသားဆန်ပြီးလူတွေထိခိုက်မှာကိုပိုကြောက်တဲ့စူပါမန်တယောက်အနေနဲ့ပါ။ Henry Cavill ရဲ့စူပါမန်က Dark ဖြစ်လွန်တယ်လို့အရင် Trader Zack Snyder ကစူပါမန်ကိုသူ့ချစ်သူကောင်မလေးသေးပြီးတဲ့နောက်လုံးဝ Super Villain ကြီးဖြစ်ပြောင်းမှုထိဆုံးဖြတ်ထားတာပါ။ဒါကို DC ကိုယ်တိုင်ကလည်း Hero ကို Villain ဖြစ်ပြောင်းပြစ်တာကိုသဘောမကျတာကြောင့်မူလ Trader အနားယူတော့မှ Trader လူစားချိန်နေတာပါ။စူပါမန်အဟောင်းက Dark Lord ကျန်းလုံးလို့ထက်ကျန်းစရာမရှိတော့ပါဘူး။ဒါကြောင့် DC ကစူပါမန်အစ်စ်ကိုအစာပိုင်းပေးမကြမဲ့တဖြည်းဖြည်းချင်းကျန်းလာမယ်တဲ့ပေါ်ပါပဲ DC က Marvel ရဲ့အောင်မြင်မှုကိုအတူယူခဲ့ပြီးဝစ်စုံနေတဲ့ဇလံကို Duck ဖြစ်ရကနေ Bright ဖြစ်တဲ့ဘက်ကိုပြန်ပြောင်းပြဖို့လုပ်ခဲ့ပါတယ်။အစပိုင်းကကျန်းနာမျိုးမလုပ်တော့ဘဲ Superman ကို net တိုက်ပါတယ်။ Trader James Gunn က Superman တရုပ်ဆောင်အသစ်လဲခဲ့တာကလည်းအကြောင်းရင်းတွေများကြီးရှိပါတယ်။ပထမဆုံးအနေနဲ့ Henry Cavill ရဲ့လက်ရှိအသက်က40နှစ်ဖြစ်နေတာကြောင့်အသက်ကြီးနေလို့သူကရေရှည်ရိုက်မှာဖြစ်တဲ့အတွက်ပုံငယ်တဲ့အတတယောက်ကိုရွေးဖို့ဆုံးဖြတ်ခဲ့တာပါ။ဒါကစင်ကြီးတစ်ခုဖြစ်ပြီးအဓိကတခြားအကြောင်းပြချက်ကတသက်ရှိပါတယ်။ ဒါကတော့လူတိုင်းကတက်ကန် deep ထားပြီးသားအကြမ်းရမ်းနေတဲ့ God Superman အဖြစ်တည်ထားပြီးသား Henry Cavill ကိုရုပ်တရက်ကြီးသဘောကောင်းတဲ့ပုံစံနဲ့လူသားဆန်တဲ့ Superman အဖြစ်ပြောင်းလဲလိုက်ဖို့မဖြစ်နိုင်ပါဘူး။နောက်ပြီး Henry Cavill ရဲ့မျက်နှာပေါက်က weak တဲ့ပုံသဘောကောင်းတဲ့ပုံမပေါ်ပဲ strong ဖြစ်ပြီး TG လွန်းနေရကြောင်းသူလိုချင်တဲ့ character မဖြစ်နိုင်တဲ့အတွက် Superman အသင်းနဲ့လူစားလဲခဲ့တာပါ။ နောက်ပြီးစူပါမန်ကိုကလေးတွေတိရစ္ဆာန်တွေကိုချစ်တက်ပြီးကျင်နာတဲ့လူသားဆန်တဲ့စူပါမန်ကိုပုံဖော်ခြင်းတဲ့အတွက်အဲဒီကာရက်တာက Henry Cavill နဲ့ లై ဖတ်မနေပါဘူး။ဘာလို့လဲဆိုတော့ Henry Cavill ကအရှိမအစွမ်းကုန်ကြမ်းပြရမ်းပြပြီးသားဖြစ်နေလို့ပါ။ဒီလိုအချက်တွေကြောင့်ပဲစူပါမန်ကိုလူသားလဲခဲ့တာဖြစ်ပြီးဖေးနေတဲ့ DCEU ကိုမြေလန်ချင်တာလည်းပါပါတယ်။ဒီတော့အနှစ်ချုပ်ပြောရင်စူပါမန်ကိုချိန်လိုက်တာကျွန်တော်မြင်တော့ကောင်းတယ်ဆိုပေမဲ့တိတ်သဘောမကျပါဘူး။ကျွန်တော်စိတ်ထဲ Henry Cavill ကသာ Superman character နဲ့အတင်းဆုံးဆုံးဖြစ်နေလို့ပါ။ စူပါမန်ဆိုရနဲ့ဟင်နီကာဗီမျက်နှာကြီးကိုပဲပြင်းနေတဲ့ကျွန်တော်အတွက်တော့အဆင်မပြေပါဘူးဝစ်ဆုံကို bright ဖြစ်သွားတာတော့ကြိုက်တယ်လို့အားနေရင် deep နေ dark နေမှစအခုလို bright ဖြစ်အောင်ရိုက်တာသဘောကျပါတယ်ပြောင်းလိုက်လိုက်တယ် DCU အတွက်စူပါမန်မှာအားလုံးသဘောကျပြီးအတာချိန်းတာနဲ့အတွင်းကအပြင်ထုတ်လိုက်တာကိုတော့သဘောမကျပါဘူးကျွန်တော်စိတ်ထဲကအလိုချင်သောပုံစံကတော့အတမချိန်မဲ့အတွင်းကအပြင်မထုတ်ပဲ bright ဖြစ်နေတဲ့ superman ဆိုရင်ပြည့်စုံသွားမှာပါဒါကတော့ကျွန်တော်တို့ဦးရဲအမြင်ပါဒီ video မှာ superman နှစ်ယောက်ကိုနှိုင်းရှင်ကြည့်တာပါ ဒီနေ့ video လေးကတော့ဒီလောက်ပါပဲ